ခြေထောက်နဲ့ကန်ပြီးတော့မထီမဲ့မြင်ပြူတဲ့ပရိသတ်ကိုတီးခန့်ကဆက်ဆံခဲ့တာကြောင့်ချီတူးခန့်နေရတဲ့ဇမင်သားလေးအောင်စဘူးပရိသတ်များရှင့်ဇမင်သားလေးအောင်စဘူးကတော့ဇမင်သားဘဝကိုနှင်းနေချီပြီးတော့ဖြတ်တန်းကအခုနှစ်အတွင်းမှာဆိုရင်တော့ကိုပိုင်ဆက်ထောင်ထားတာဖြစ်ပါတယ် ိုပိုင်ဆက်ထောင်ပြီးတဲ့အချိန်မှာသူအနေနဲ့ပြဿနာမျိုးစုံကိုလည်းကြုံတွေ့နေရတာဖြစ်ပါတယ်။လက်တလုံးမှဆိုရင်လည်းအောင်စဘူးကပရိသတ်တူဦးရဲ့မထီမဲ့မြင်ပြူတာကိုခံခဲ့ရတာပါ။အောင်စဘူးကနေဘက်မှာဇက်သွားကနေရဖြစ်ပြီးတော့ဇက်ပွဲကိုလာအားပေးသူပရိသတ်ကမထီမဲ့မြင်လို့တာငြိမ်ခံခဲ့ရတာဖြစ်ပါတယ်။ ပေါင်စပူနဲ့လူရှင်တော်တွေဇက်ကနေတာကိုပရိသတ်တူကစင်ပေါ်တက်လာခဲ့တာပါ။အောင်စပူတို့ဇက်ကနေတာကိုအဲဒီပရိသတ်ကဆုလာချတာဖြစ်ပါတယ်။ဒါပေမဲ့တခြားသူတွေပုံမှန်ဆုချတာမျိုးမဟုတ်ဘဲစော်ကားသလိုလုပ်ခဲ့ရပါ။တထောင်းနဲ့အုပ်လိုက်ကိုကင်ပြီးတော့လူရှင်တော်တွေကိုအရင်ဆုံးဆုချပါတယ်။လူရှင်တော်တူကိုခြေထောက်နဲ့ကန်ပြီးတော့ခေါ်ကဆုပေးပါတယ်။ဒါအပြင်တခြားလူရှင်တော်တွေကိုလည်းအခုလိုပဲပေးပြီးတော့မဲသားဖြစ်တဲ့အောင်စပူကိုလည်းဒီနည်းနဲ့ပဲဆုချလိုက်တာ ဖြစ်ပါတယ်။အောင်စပ ဘူးလဲအခုလိုစူးချခံလိုက်ရတာကြောင့်အရန်ကိုအံအားတင့်သွားခဲ့တာဖြစ်ပါတယ်။ဒါကသူ့ကိုမထီမဲ့မြင်ပြုကနှိမ်နေဆိုတာအောင်စဘူးလဲကောင်းကောင်းသိပါတယ်။ဒါပေမဲ့အောင်စဘူးကသူ့ဒေါသတွေကိုထိမ့်သိမ်းလိုက်ပြီးတော့ အကောင်းဆုံးသာပြန်ပြီးတော့တုံ့ပြန်ပါတယ်ခြေထောင်နဲ့ကန်ပြီးတော့မှလာဆူချတာကိုလက်မခံနိုင်ကြအောင်ညှင်းဆက်ပါတယ်စင်အောက်ကိုသာအမြန်ဆုံးစင်းဖို့အတွက်ပြောခဲ့တာပါအဲ့ဒီဗီဒီယိုလေးက social media မှာပြန်သွားပြီးတော့ပရိသတ်ကိုလည်းဝေဖန်နေကြတာပါအောက်စုဘက်ကနေအနုပညာရှင်တော်တော်များလည်းရည်တည်ပေးနေကြတာလည်းဖြစ်ပါတယ် လူရှင်တော်တယောက်ဖြစ်တဲ့လန်ဒန်ဆိုရင်လဲအောက်ဇဘူကဒီခန်စိတ်အရန်ဟုကြီးရဲ့သူလို့ဆိုပါတယ်။အောက်ဇဘူနေရာမှာတခြားသူဆိုရင်တော့အခုလောက်ထိဒီခန်နိုင်မှာမဟုတ်ပါဘူး။အခုလက်ရှိမှာအောက်ဇဘူကအောင်မြင်ဖို့အတွက်တက်သစ်စစူးစမ်းနေရလူငယ်ဖြစ်ပါတယ်။ဒါ ਉਹ လူငယ်စိတ်လဲမမွေးဘဲနဲ့ လူကြီးတယောက်စိတ်သာမွေးပြီးတော့ဖြည့်ရှင်ခဲ့ရပါမိဘနဲ့ဆရာသမားတွေစုံမတာကိုရင်ဝယ်သိမ်းထားပြီးတော့စ조사ကြောင်းကဒီဖြစ်ပျက်မှာပေါ်လွင်သွားခဲ့တာပါဒါကြောင့်မို့လဲအောင်စဘူကမြေကြီးလက်ခတ်မလွဲအောင်မြင်လာအောင်ပဲဆိုပြီးတော့လန်ဒန်ကလည်းချီးကျူးနေတာဖြစ်ပါတယ်ဒါအပြင်တခြားအမှုပညာရှင်တွေဆိုရင်လည်းအောင်စဘူနေရာမှာသူတို့သာဆိုရင်တော့စိတ်ရှိတိုင်းတုံ့ပြန်သွားမှာပါလက်ထဲမှာကင်ထားတဲ့ဂျပန်နဲ့တောင်မှာကောက်ရိုက်ပြစ်မယ်လို့ဆိုရတဲ့သူတွေတောင်ရှိပါတယ် ဒါပေမဲ့အောင်စပူကအဆိုပါဇပွဲမှာလည်းသူကခေါင်းဆောင်ဖြစ်တယ်လို့ပရိသတ်တွေကလည်းရှိတာမို့ဝုံတိုင်းမဖြစ်အောင်ထိန်းထားခဲ့ရတာဖြစ်ပါတယ်ထွက်နေတဲ့ဒေါသတွေကိုထိန်းလိုက်ပြီးတော့တုံ့ပြန်လိုက်တာဖြစ်ပါတယ်အောင်စပူကအောင်မြင်စားပြုလာတဲ့အချိန်မှာဝေဗန်တန်မျိုးစုံကိုလည်းခံနေရတာပါသူမရေးချင်းမရှိဘူးလို့လဲဝေဖန်နေကြသလိုဆွဲချသူတွေလည်းရှိပါတယ်။ဒါပေမဲ့အောင်စုဘူးကမထင်မှတ်ထားတဲ့အချိန်အတွင်းမှာအောင်မြင်လာခဲ့တာပါ ပြည်သက်တရားလည်းတခဲနဲ့အားပေးကြလို့စပွန်ဆာပေးတဲ့သူတွေတောင်ရှိလာတာဖြစ်ပါတယ်။သဘောယူနဲ့ပံ့ပိုးပေးကြပြီးတော့ဒိညာချီမုံပိုးပေးကြတာလည်းဖြစ်ပါတယ်။တချို့ကလည်းအခုဖြစ်သွားတဲ့ကိစ္စကိုအောက်စဘူးကိုတိုင်းလုံးဆက်ဆိုပြီးတော့ဝေဖန်နေကြတာပါ။စူလာချင်းမြတဲ့သူကမတ်စ်အုပ်ထားတာကြောင့်သူတို့အဖွဲတွေရပဲလားဆိုပြီးတော့လေထင်သေးပေးနေကြပါတယ်ပရိသတ်ကြီးရောအောက်စဘူရဲ့အဖြစ်အပျက်ပေါ်မှာလုံးဆက်လားအမှန်တကယ်လုံးရလားဆိုတာဘယ်လိုမြင်လဲကောမန့်လေးထဲမှာပြောပြပေးပါဦးစုံတီးကြည့်ရှုပေးတဲ့အတွက်လည်းအားလု င်ကျေးဇူးများအထင်ပါတယ်ရှင်